ကမ္ဘာထိုင်တော့မယ်ဆိုတဲ့အခါမှာအမတ်တိကာယိကဝိရိယဆိုတာကာယိကဝိရိယဆိုတာခန္ဓာကိုယ်ကအာတင်ပြီးတော့မမတ်ထိုင်တာစံစံနေတာအဲ့ဒါကာယိကဝိရိယလို့ခေါ်တယ်။နောက်တစ်ခုကစေတသိကဝိရိယစိတ်ကအာတင်မှုရှိရမယ်။အဲ့ဒီနှစ်ခုဟာညီညွတ်နေရမယ်။ ကာယကဝီရိယခန္ဓာကိုယ်လုံလဝီရိယနဲ့ထိန်းထားတယ်ခါဆန့်လေဆန့်မမတ်ထိုင်နောက်တစ်ခါစိတ်ကလည်းပဲလန်းဆန်းနေအောင်ရောကြမသွားအောင်အိတ်ချစိတ်တွေမဝင်အောင်စိတ်ကိုလည်းပဲစူးစမ်းမှတ်မိဆိုတဲ့စိတ်ကိုထားအောင် အထူးသဖြင့်အာနာပါနလှုပ်ပြီးဆိုတဲ့အခါမှာတော့တင်မလင်ခွေးမတ်မတ်နေဆိုတဲ့မြတ်စွာဘုရားဟောတဲ့အတိုင်းပဲဥဆုံးကာယံပဏိဒါယခါထက်ကိုယ်ကိုဆန်းဆန်းထားမယ်ဒါထိုင်ကလေးကကိုယ်တည်တည်ကုန်းတုံတုံထိုင်လို့ရှင်နောက်ကျောမှာအယူဆက်တည်ရှိတယ် အဲ့ဒီအယိုးဆက်တွေကဖြောင်းဖြောင်းမထားဘူးဆိုလို့ရှိရင်အယိုးဆုံးလေးတွေကတစ်ခုနဲ့တစ်ခုဖိထားသလိုဖြစ်ပြီးတော့ခါအောင်နာတို့ကြောအောင်နာတို့တိတိယောဂတွေဖြစ်လာတယ်။ဒါကြောင့်မလို့အဲ့ဒီလိုယောဂမဖြစ်အောင်ထိုင်နေဟာခါကိုမမထားခေါင်းလည်းမမထားမယ်။ဖြောင်းနေတဲ့အောင်ဂေးဆိုင်ပြီ keeping upright position သာခဏကိုကိုယ့်ကိုယ် မမတ်ကလေးနေနေအောင်ဒါလေးချင်းရပြီးတော့လေထိုင်တဲ့အချိန်မှာကာယကဝီရိယယော့သွားလို့ရှိရင် ကုန်းလာတာတို့ခဏကူမမတ်နေထားနေပြီးတော့ဟိုတက်တာသလိုခါကုန်းသွားတာမျိုးတွေလည်းဖြစ်တတ်တယ်အဲ့ဒါမျိုးမဖြစ်အောင်ကာယကဝီရိယရှေ့ရမယ်စေတသိကဝီရိယစိတ်ကိုလန်းဆန်းနေအောင်ကမ္မထာအာယုံပေါ်မှာ စိတ်ကိုရောက်နေအောင်ထားဖို့လိုတယ်ပေါ့ ဒါအရေးကြီးတဲ့ဟာတစ်ခုနောက်တစ်ခုကလမ်းကိုရွေးချယ်ရမယ်ကိုသွားမဲ့လမ်းကိုကိုရွေးချယ်ရမယ်တမထတမာရိရဖို့ရတဲ့စိတ်ကိုစူးစီးရလားသို့မဟုတ်ခန္ဓာကိုယ်ထဲမှာဖြစ်နေတဲ့သဘာဝတရားတွေကိုသိအောင်ကြိုးစားရလားလို့နှစ်ခုရှိတယ်စိတ်ကိုစူးစီးတာ တက်တက်ဆိုရင်တမထလို့ခေါ်တယ်တမထကတော့စိတ်လေးမလွင့်ယုံနေပဲထွက်လေဝင်လေမမန်းလေးရှူဆိုင်နေတဲ့အချိန်လေးမှာလေလေးထိသွားတဲ့နေရာလေးကိုစိတ်ကိုစိုက်ထားလေထိတဲ့နေရာကလွယ်ပြီးတော့တခြားနေရာကိုအာယုံမပြုတ်ရအောင်အဲ့ဒါလဲစိတ်တင်းထားအောင်စိတ်ကတင်းနေဆိုတာ ထိအောင်ကြိုးစားမယ်တိအောင်ကြိုးစားမယ်လေးကိုပြင်းပြင်းကြီးရှူဖို့မလိုဘူးအဲတချို့ဒီဗမာပြည်မှာပဲကမ္မထမ်းရိပ်သာတွေမှာညွှန်ကြားမှုတွေရှိတယ်လေးပြင်းပြင်းရှူတဲ့နည်းလည်းရှိတယ်အဲမြတ်စွာဘုရားကတော့လေးကိုပြင်းပြင်းရှူဖို့လို့ညွှန်ကြားတာမရှိဘူးသို့သောကိုယ်ပုဂ္ဂိုလ်ရဲ့လိုအပ်ချက်အရာလုံးထားတော့အပြစ်ပြောစရာတော့မရှိဘူး လေပြင်းပြင်းရှူပါသမာဓိရတယ်ဆိုတဲ့ပုဂ္ဂိုလ်ကရှူဖို့ပြင်းပြင်းသို့တော့လေပြင်းပြင်းရှူရင်ကနေပြီးတော့လူဟာမောပန်းသွားတာမျိုးတော့မဖြစ်စေသင့်ဘူးအဲ့ဒီမောပန်းသွားတာကိုသမာဓိရတယ်လို့တချို့လည်းထင်သွားတတ်တယ်နော်လူရဲ့ရုပ်ခန္ဓာကပင်ပန်းသွားတာပင်ပန်းသွားတဲ့အခါကျစိတ်ကငြိမ်သွားတာအဲ့ရင်လည်းစိတ်ငြိမ်တာပဲလေအဲ့ အိပ်ပျော်သွားလို့စိတ်ငြိမ်တာနဲ့တမာရီရလို့စိတ်ငြိမ်တာမတူဘူးအဲ့ဒါလဲကိုယ်ကိုယ်ပြည့်ပြည့်သိဖို့လိုတယ်အဲ့တော့ညဆောဘုရားရဲ့ညွှန်ကြားချက်အတိုင်းဆိုတတော်ဝအတ္တတိတတော်ဝပတ္တတိတတိထားပြီးရှူပါရှူသွင်းမှာတတိထားပြီးတော့လေကိုရှူဆိုင်ထုတ်ပါအဲ့ဒါလို့ရှူသွင်းဆိုင်ထုတ်တဲ့အခါမှာလေနောက်ကိုမလိုက်ဖဲနဲ့ နာသီးပြားလေးမှာလေလာတိုးထီးတဲ့ထီးတဲ့နေရာလေးကိုသိနေအောင်စိတ်ကိုထားပါထီးတဲ့နေရာဟာတယောက်နဲ့တယောက်မတူနိုင်ပါဘူးတချို့ကနှခေါင်းဝတ်ဒီမှာထီးတာရှိတယ်တချို့ကျတော့နှခေါင်းရှည်တဲ့လူတွေကျတော့နှခေါင်းထိပ်ဖြားလေးမှာသိတာလည်းရှိတယ်မျိုးစုံပဲဘယ်နေရာထီထီဘယ်နေရာသိသိသိတဲ့နေရာလေးထီးတဲ့နေရာနဲ့သိတဲ့နေရာလေးအဲ့ဒါလေးကိုအာရုံစိုက်ပြီးတော့ စင်စက်မပြတ်သိနေအောင်ကြိုးစားအထုံမှုစေတသိကဝိရိယလို့ခေါ်တယ်တတိနဲ့တမာတိနှစ်ခုပေါင်းဆက်ပြီးတော့အလုံးလို့တတိကဒီလေးလေးကိုထိတဲ့နေရာလေးကိုအမှတ်ရနေဖို့တမာတိကစိတ်အလုံးကိုအဲ့ဒီနေရာမှာစုပေးတာတမာတိကစုပေးတဲ့အလုံးတတိက အမှတ်ရတဲ့အလုံးနှစ်ခုပေါင်းလုပ်ကြတာအဲ့တော့တတိလည်းရှိရမယ်တမာတိလည်းရှိရမယ် အဲ့ဒါကပဲအဓိအဓိကထားမြေကူးဆိုင်ပြီးတော့မှတ်နေကိုလို့တယ်။မှတ်ရင်မှတ်ရင်နဲ့ဒီကိုမှတ်နေတဲ့စိတ်ရဲ့အာယုံဟာပြောင်းလဲမှုတွေဖြစ်လာတတ်တယ်ပေါ့။ပြောင်းလဲမှုတွေဖြစ်လာတယ်။ဒါလည်းလူတယောက်ရဲ့စိတ်နေသဘောထားရပြောင်းလဲမှုတွေဖြစ်တာ။တယောက်နဲ့တယောက်မတူဘူး။နာသီးပြားကထိနေတာလေးကိုကြည့်ရင်ကနေပြီးတချို့ကြတော့ လေလေးကသူ့အတူပေါ်လုံးလေးလို့လဲနေတာပြောလဲစိတ်ထဲမှာထင်းအောင်မြင်အောင်ဖြစ်လာတယ်စိတ်ငြိမ်သွားလို့ရှိတချို့ကြတော့ဆဲလေးတော့ပြီးတော့ထုတ်လိုက်တဲ့အခါမှာမိโกရန်လေးထွက်လာတယ်လို့ရှူရှိုက်နေတာဒီပဲလေမိโกရန်လေးလို့စိတ်ထဲမှာလဲထင်းအောင်မြင်အောင်ဖြစ်လာတာလေးရှိတတ်တယ်တချို့ကြတော့ရီလုံးလေးတွေလို့ ရှုသင်ရှိုက်ထုတ်လိုက်တဲ့လေလေးတွေဟာအလုံးလေးတွေလုံးလေးတွေဖြစ်ပြီးတော့ကိုယ်စိတ်ထဲမှာထင်မြင်လာတာအဲ့ဒါကိုအာယုနမိတ်လို့ခေါ်တယ်အဲ့ဒီလိုထင်မြင်လာတဲ့အခါမှာအတော်တန်လေးစိတ်လေးငြိမ်လာတဲ့သဘောဖြစ်လို့ဆက်ပြီးတော့ဂရုစိုက်ပြီးတော့ထိမ့်သိမ်းဆောင်ရှောက်ပြီးဆက်မှတ်ဖို့လိုတယ်ဒါကတမထာခြင်းစေကိုယ့်ရဲ့စွမ်းဆောင်မှုနဲ့ အတိတ်ကလေးချင်းဆိုတဲ့ experience နေရှိလာမယ်ဆိုရင်ပါရမီပေါ့လေရှိလာမယ်ဆိုရင်အဲ့ဒါဇန်ရသည့်ထီအောင်ဖြစ်သွားတယ်အဲ့ဒီအယုန်နမိတ်လေးပေါ်မှာဆက်လုပ်လို့ရှိရင်ထွက်လေဝင်နေနဲ့ဇန်ဆိုတာကောင်းရင်ပြန်နာကိုပြောတာမဟုတ်ဘူးဒီအယုန်လေးပေါ်မှာစိတ်ဟာငြိမ်သွားပြီးတော့အယုန်လေးကလွဲပြီးတခြားအယုန်ကိုမသိတော့တဲ့အနေထား ကြာရှည်စွာထိုင်ဗဏ္ဏာဤထိုင်ထိုင်ဒီအာယုန်လေးနဲ့သူဟာအမြဲစင်စင်မပြတ်နေတော့ကျန်တဲ့အလုံးမေ့သွားခန္ဓာကိုယ်မှာရှိတဲ့ညောင်းတာညာတာဘာဘာတစ်ခုမှမရှိတော့ပဲနဲ့အလုံးစိတ်လေးကအေးချမ်းပြီးတော့ပိတိဒုက္ခဆိုတာနှစ်ခုထင်ရှားပြီးတမာရီစွာအားနဲ့အာယုန်လေးကိုတွေးနေတာနဲ့အာယုန်လေးပေါ်မှာစိတ်ကတိနေတာရဲ့ จินတ်နေတာရဲ့စိတ်ချမ်းသာနေတာရဲ့အဲ့ဒါလေးနဲ့ခန္ဓာကိုယ်ရဲ့နာရကျင်နာကြိုက်တာခဲရညောင်းတာညတာတွေဘာတစ်ခုမှမသိပဲနဲ့ဆက်သွားနေနိုင်တာကိုအဲ့ဒါပထမအနေနဲ့ဆံလို့ပြောတာအဲ့ဒီတမာရီစွာကောင်းလာလို့ရှိရင်ဒီလိုပထမဆံမျိုး စတင်ရရှိတတ်တယ်ပေါ့သို့သောရရှိလာတဲ့အခြေအနေတစ်ခုဟာအမှန်တမ်းနုနယ်သည့်အတွက်ကြောင့် ပြက်လွယ်တယ်ခနာလေးနဲ့ပြက်သွားဆုံးရှုံးသွားနိုင်တယ်အများကြီးဆုံးရှုံးသွားနိုင်လို့ထိမ့်သိမ်းရှောက်ရှောက်မှုကတိတ်အရေးကြီးတယ်လို့ဆိုမထိမ့်သိမ်းနိုင်လို့ရှင်ပြက်သွားတယ်ဒါလေးကိုခြေနဲ့ပြီးတော့ကိုယ်စိတ်ထဲမှာတမက်တဖို့လို့ထင်ပြီးသွားရင်ဒါလန်းလွယ်သွားပြန်ပြက်ထွက်သွားနောက်ထပ်ရကြမှာရမယ်အဲ့လိုမဖြစ်အောင်တတိဆောင်ပြီးတော့တမာရိယအောင်စူးစမ်းပြီးအာထုတ်တာဒါတမထလို့ခေါ်တယ် အဲ့တော့တမထအာမထုတ်တော့ဘူးတမထဆိုတာငယ်ရွယ်တဲ့ပုံကိုယ်ကြီးကြာရှည်စွာထိုင်နေတဲ့ပုံကိုယ်ကြီးကတော့တမထလှုပ်တဲ့နော်အသက်ရွယ်ကြီးလာတဲ့ပုံကိုယ်ကြီးကခန္ဓာကိုယ်ရဲ့အင်အားတွေရောကျလာပြီးကြာရှည်မထိုင်နိုင်ဘူးဆိုတဲ့ပုံကတမထလှုပ်ရင်အောင်မြင်မှုရခက်ခဲလိမ့်မယ်အဗဒံမပါရမီရင့်တန်လာတဲ့ပုံကိုယ်မျိုးသားဖြစ်နိုင်တယ်အဲ့တော့အသက်ကြီးပြီဆိုရင် ရုပ်လျောမှုကတော့ရှိလာတာပဲ အဲကြောင့်တက်ကြီးလာတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေငယ်ရွယ်သူပဲဖြစ်စေငယ်ရွယ်သူကတပ္ပထာကိုလုံးလို့ရမယ်ကြီးလာပြီဆိုလို့ရှိရင်တော့ဝိပဿနာလမ်းကြောင်းဘက်ကိုရွေ့ရမှာဖြစ်တယ်အဲတော့ဝိပဿနာလမ်းကြောင်းဆိုတာတပ္ပထာနဲ့မတူတာဝိပဿနာလမ်းကြောင်းက စိတ်ထဲမှာ ပေါ်လာတဲ့အာယုန်ဤပုံမှာဆင်ញင်သုံးသပ်နိုင်မှုကိုဝိပဿနာလို့ခေါ်တယ် သဗ္ဗအခြေခံပြီးတော့ဝိပဿနာလုပ်မယ်ခုနကအာနာပါနာနေဝိပဿနာတရက်လှုပ်ချင်ပါတယ်သမထဘက်ကမသွားပဲနဲ့ဝိပဿနာလှုပ်ချင်ပါတယ်ဆိုလို့ရှင်ဘယ်လိုအခြေတည်ရမလဲခုနလိုပဲထိုင်ပြီးတော့ထွက်လေဝင်လေးလေးကိုစူးစိုက်ကြည့်ကြည့်တဲ့အခါမှာထွက်လေဝင်လေးဆိုတဲ့ဝါယောဓာတ်ကသဘာဝတစ်ခု သူ့ရဲ့သဘာဝကဘာတော့လှုပ်ရှားနေတဲ့သဘာဝ ်ငြိမ်သက်နေတာမဟုတ်လှုပ်ရှားတယ်တွန်းကန်တယ်အဲ့ဒါဝါရောရဲ့သဘာဝပဲရှူလိုက်တဲ့လေလေးဟာလှုပ်ရှားတယ်တွန်းကန်နေတယ်အဲ့ဒါလေးကဝါရတဲ့ရဲ့သဘာဝအဲ့ဒီလှုပ်ရှားတွန်းကန်မှုလေးကနှာသီးပြားကိုလာထိလိုက်တယ်နှာသီးပြားကထိမှန်းသိဖို့ရအတွက်ဒီလေလေးကိုခံယူတဲ့ sensation ဆိုတဲ့တဘာဝ ကိုဖြစ်ပေါ်စေတယ်လို့သူ့ကိုကာယပတ္တာလို့ခေါ်တယ်။ကာယပတ္တာရှိထိမှန်သိတဲ့နေရာကာယပတ္တာ။လေကဝါယောဖုဒ္ဓဘယုတ်အဲ့ဒီနာသီးပြားလေးကကာယပတ္တာဖုဒ္ဓဘယုတ်နဲ့ကာယပတ္တာနှစ်ခုစုံစည်းလိုက်တဲ့အခါမှာထိမှန်သိတယ်ဆိုစိတ်လေးပေါ်လာ အဲ့ဒီသဘောကိုစရတဲ့အခြေတည်းဟာလေးလေးကတခုလှောက်ရှားနေတာမို့လေးလေးထိခန့်ရတဲ့နေရာလေးကဒီထိမှန်တိဖို့အတွက်အခြေခံအကြောင်းလေးဖြစ်တဲ့ပတ္တာရယောဂတခုဒီ cessation ဖြစ်တာကိုပြောတာเนาะအဲ့ဒီနှစ်ခု ပေါင်းစပ်လိုက်လို့တိအသေးစိတ်လေးပေါ်လာတာဒါတခုဆိုတော့ လေကလည်းယုတ်တရားလေလေးထိတွေ့တဲ့နေရာမှာရှိတဲ့ကာဗတာရာလည်းယုတ်တရားလေကဝါယောဖွတ်တပ္ပယုတနည်းအားဖြင့်ပြောမယ်ဆိုဖွတ်တပ္ပအာယုဒီလေထိတဲ့နေရာမှာရှိတဲ့ကာယပတာရာလေးကဝဋ္ထုဝဋ္ထုနဲ့အာယုနှစ်ခုပေါင်းစုံလိုက်တယ်။ဘာကြောင့်ဝဋ္ထုလို့ခေါ်တော့ဆို အတိစိတ်ရဖြစ်ပေါ်ရအတိစိတ်ကလေးမှပေါ်တာမဟုတ်ဘူးလေထိတဲ့နေရာလေးမှပေါ်တာအဲ့ဒီကာယပတ္တရာဆိုတဲ့လေထိတဲ့နေရာလေးကိုအမိပြုပြီးတော့ထိတိစိတ်ဆိုတာလေးပေါ်လာတာအဲ့ဒီစိတ်ရပေါ်ရဖြစ်တော့ကြောင့်ဝဋ်ထုလို့ခေါ်တယ်ဟိုဟာကအာယုန်တရားဝဋ်ထုအာယုန်ဝဋ်ထုနှစ်ခုပေါင်းလိုက်တဲ့အခါမှာဒီစိတ်လေးပေါ်တာဟောဒါကိုပြောတာအဲ့တော့သုံးခုဖြစ်သွားတယ် ထွက်လင့်ဝင်လင့်မှတ်နေတဲ့အချိန်လေးမှာသုံးခုဖြစ်တယ်ဆိုတာကိုတတိထားပြီးတော့ထီတိုင်းတီတိုင်းဒီသုံးမျိုးဟာ ဖြစ်လာအကြောင်းဆုံးလို့ဖြစ်လာလိုက်ပြီးရင်ပျောက်သွားလိုက်ဖြစ်လာလိုက်ပျောက်သွားလိုက်ဖြစ်လာလိုက်ပျောက်သွားလိုက်မမြဲတဲ့သဘောမှာခေါင်းထဲမှာဝင်လာခိုက်တန့်လေးပဲပေါ်လာလိုက်ပျောက်သွားလိုက်ဆိုတဲ့သဘောတရားတွေကိုသိရှိလာတယ်အဲ့ဒါကြတော့ဝိပဿနာလမ်းချောင်းလို့ခေါ်တယ်အဲ့ဒီကနေဝိပဿနာလား ရသဗျာဟောတာ ਨੇ ပြောရမယ်ဆိုရင်ဒါအထင်ရှားဆုံးနေရာကိုပြောတာကာယင်္စပဋိင်္စဖွတ်တဗိင်္စဥပိစ္စတိကာယဝိညာဏကာယင်္စကာယပတာရယုတ်ကိုလကောင်ဖွတ်တဗိင်္စထိတတ်တဲ့ဖွတ်တပါယုံဆိုတဲ့အာယုံကိုလကောင်ပဋိင်္စအာယုံနဲ့ဝတ္ထုဒီနှစ်ခုအကြောင်းပြုပြီးတော့ကာယဝိညာဏ ကာယကိုမိပြီးတော့ဖြစ်တတ်တဲ့အသိစိတ်လေးတွေဥပ္ပစ္စတိဖြစ်ပေါ်လာတယ်။ငကောရှိနေတာမဟုတ်ဘူး။စောင်းချိုးနဲ့စောင်းအိုးကိုကြည့်လိုက်။စောင်းတန်ကိုကြည့်လိုက်။စောင်းတန်ဟာစောင်းအိုးထဲမှာလည်းမရှိဘူး။စောင်းချိုးထဲမှာလည်းမရှိဘူး။သို့တော့စောင်းချိုးနဲ့စောင်းအိုးတက်ဆင်ထားတဲ့အချိန်မှာလက်နဲ့ထိလိုက်တဲ့အခါမှာတီးတဲ့လက်နဲ့ထိလိုက်တဲ့အခါမှာစောင်းတန်ဟာပေါ်ထွက်လာတယ်။အဲ့ဒီသဘောတရားပဲ။ အာယုံဖြစ်တဲ့ဖုရဘယုံလေးနဲ့ကာယပတာရံနဲ့ဆုံစည်းလိုက်တာစောင့်တီးလိုက်တာလိုပဲအကြောင်းတစ်ခုဟာတိခတ်လိုက်တာစီကိုလက်နဲ့ပုတ်လိုက်တယ်လို့ပဲသူကလေကနာသီးပြားကိုလာထိလိုက်တာအဲ့ဒီထိလိုက်တဲ့စွမ်းအားကြောင့်အတိဆိုတဲ့ထိတိစိတ်လေးပေါ်လာတာအဲ့တော့အဲ့မှကြည့်လိုက်မယ်ဆိုရင်လေကလည်းပဲပေါ်လာပြီးပျောက်သွားတာပဲ ကာပဒရာလေးကလည်းထိတဲ့အခက်လေးမှာပဲပြီးရင်သူ့အချိန်တန်ပြောက်သွားတာပဲအဲထိတိတဲ့စိတ်ကလေးကဆိုလင်မြန်တဲ့နှုံတာနဲ့ပြောက်သွားတာပဲဖြစ်ပြီးတော့ရှော့ပြောက်သွားတာအဲ့ဒီသဘောကိုဆင်ញင်စဉ်းစားသုံးသပ်နိုင်တာဒါဝိပဿနာအစပဲနော်ဝိပဿနာဖြစ်အောင်လုပ်တဲ့နေအစလေးအဲ့တော့တရားရှာကိုမာတွေ့ဆိုတာကိုယ်ခန္ဓာကိုယ်ထဲမှာပဲတရားဆိုတာရှာအဲ့တော့ရှာတဲ့အခါမှာလက်နဲ့တည်းလိုအပ်တဲ့ပုံ အဲ့ဒီလက်နဲ့ကဘာလို့ဆိုရင်တတိယပညာရဲ့တမာတိရဲ့ဝိရိယရဲ့